တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမှာစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ငဖဲမျိုးနဲ့နရေးကန်လေးချောင်းရံကာကွယ်ရေးတပ်မှထွက်ပြေးလာတဲ့အကြံဘက်စစ်သား23ဦးကိုလက်နက်ခဲယမ်းများနဲ့တူဖမ်းဆီးမိကစစ်မှုတန်တပ်သားတွေကိုစေ့ရာရှိတွေက ိုက်ပွဲရဲ့ရှေ့ဆုံးမှာတေကန်ခိုင်းနေတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နရေးကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းမှာထွက်ပြေးလာတဲ့အကြမ်းဖက်စခေါင်းစီတပ်သား23ကိုလက်နက်ခဲယမ်းများနဲ့တူအရှင်ဖမ်းမိခဲ့တယ်လို့ CDF အရှိုးရဲ့ပြောရေးစုခွင့်ရှိသူစလိုင်းရိုးချင်းကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှာစနေနေ့ထိအဲ့ဒီနိုင်ငံလေချောင်းရံကာကွယ်ရေးတပ်စခန်းကနေထွက်ပြေးလာတဲ့အကြမ်းဖက်စခေါင်းစီတပ်သား23ကို CDF အရှိုးမှတော်လိုင်းရဲဘော်များက လေချောင်းရံကားကွယ်ရေးတပ်စခန်းရဲ့အနီးမီတာ1500ပတ်လည်နရေကန်လန်ဟောင်းကိုဖျက်တောက်တိုက်ခတ်ရေးလုံးနေစဉ်နယ်မြေရှင်းလင်းရှာဖွေရမှဖန်ဆီယာမိခဲ့တယ်လို့သိရပါတယ်။အခုလေချောင်းရံကားကွယ်ရေးဗျူဟာကုန်းမှာဒါဝင်ထန်းဆောင်နေတဲ့ပြည်သူစစ်တွေလည်းပါမယ်။တပ်သားဟောင်းတွေလည်းပါမယ်။သူတို့မှာရေခါတွေမရှိတာတွေချက်ပြုတ်ရေဓမားတွေကရှေတန်းစစ်ကြောင်းနေစီမပိုးတာတွေအဲလိုမျိုးဒရင်စကားတွေတုံမန်းနေစီကနေကြားထားရတယ်။နောက်ပြီးသူတို့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကပြည်သူစစ်တွေနဲ့အောက်ခြေရဲဘော်တွေကို ရန်သူနဲ့ထိတိုက်တွေ့နိုင်တဲ့နေရာကိုဒုံးပို့ပြီးတော့မှအသေးခံတိုက်ခိုင်းတာကိုကျွန်တော်မျက်မြင်တွေ့ရှိရပါတယ်။အဲ့လိုအသေးခံတိုက်ခိုင်းတာကဘလို့အကျိုးများတော့ဘလို့နိုင်ငံရေးမျှော်မှန်းချက်တော့မသိရပဲနဲ့တပ်သားတွေကိုလူ့ခွင့်ရေးချိုးပေါက်ခါစစ်ခိုင်းမှုတွေရှိတယ်လို့စစ်တုံးမန်ရဲ့ဖြေချားမှုရသိရပါတယ်။အားကြောင့်နိုင်ငံပြူဟာဂုံးမှာပဲဖြစ်ဖြစ်နိုင်ငံအမီတဝိုက်မှာတဆွဲထားတာပဲဖြစ်ဖြစ်၎င်းတို့အနေနဲ့တန်းနိုင်ဆုံးလင်းဝင်ချဖို့နဲ့အဲ့လိုမှမဟုတ်ပဲအသေးခံပြီးအသက်ပေးကာကာကွယ်တိုက်ခိုက်ခြင်းလဲဆိုရင်လည်း သူတို့ရဲ့ဆန္ဒအတိုင်းပါပဲလို့ CDF အရှုံးမှပြောရစုပ်ဝင်ရှိသူဇလန်းယိုးချင်းကပြောပါလိမ့်။အဆိုပါဖန်ဆီးရမိတဲ့စကောင်းစီတသားများထံမှ MA1 တနက်၅လက်၊ MA3 တနက်၃လက်နဲ့ခရံတချို့ကိုတိမ့်ဆဲရမိခဲ့ကြအောင်။အဲ့လိုဖန်ဆီးရမိတဲ့စစ်တုံးမန်းတွေဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်ရမပေါ်တာဆွဲခန့်ရလို့စစ်မှုထမ်းနေရသူများဖြစ်တယ်လို့သိရပါလိမ့်။နောက်ထပ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းနဲ့ဝမ်းသာစရာသတင်းတစ်ပုဒ်ကတော့စစ်တပ်ဘောမှလော်ဘီအာအီးလို့ခေါ်တဲ့စော်ဘုံကိုအကြီးညိုပြက်စိတ်မှုပုံမှန်905ကကြီး ဇတော်ရီဥပဒေပုံမှ66ကားတော့နဲ့အမှုပွင့်လိုက်ကဇဘောင်းဟင်းတို့ကဆန္ဒပြရေးလုံဆော်မှုတွေမလုပ်ဖို့မဘာတာပေါက်ကရုံပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘတ်စက်တက်လော်ဘီအာအီလို့ခေါ်တဲ့ဇဘောင်းဟင်းကိုနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှ905ကားကြီးဇတော်ရီပုံမှ66ကားကြီးတော့နဲ့အမှုပွင့်လိုက်ပြီးဖြစ်တယ်လို့မဘာတာတန်ဝင်းကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မွန်လွယ်တနအီကျော်ချိန်ပြည်ဦးနဲ့မှာနေထိုင်တဲ့စက်တက်ဘောမှလော်ဘီဇဘောင်းဟင်းကိုစက်တက်ကပဲဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ယမနေ့စွန်လ12ရက်နေ့မှာနိုင်ငံတော်ကြီးညိုပြက်စိမှုပုံမှန်905ကကြီးစတုရီဥပဒေပုံမှ66ဂါးရင်နဲ့မူပွင့်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုကိုစော်ဘဝင်းကိုမူပွင့်တာကလာဘကလက်ပိုင်းတိုင်းစတန်နာချုပ်ကဖွင့်တယ်လို့သိရတယ်။လူကြီးတွေကိုဆဲဆော့လို့မူပွင့်တာနိုင်ငံတော်ကြီးညိုပြက်စိမှုပုံမှ905ကကြီးနောက်ပြီးတော့ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့စတုရီဥပဒေပုံမှ66ဂါးကြီးလည်းရှိသေးတယ်။ပုံမှကတော့နှစ်ခုပဲ။နောက်ပြီးလိုင်းမောမှာတက်နေတဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့မူပွင့်ထားတာတော့မရှိဘူး။ ဒါပေမဲ့ဟန်ငင်းဦးတို့အုပ်စုကတော့အကြံဖတ်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလှော်နေတာလို့မဘာသာဖုံးဝင်တအူးကပြောပြပါတယ်။လက်ရှိမှာဇဘောဟင်းကိုမန္တလေးအိုဘို့ထောင်အချုပ်ခန်းကိုလွှဲပြောင်းလိုက်ပြီးလာမယ့်စွန်လ26ရက်နေ့မှာရုံထုံးမှာဖြစ်တယ်လို့လည်းသိရပါတယ်။မင်းအောင်လိုင်အပါဝင်ဆေးရရှိတွေကိုဆဲဆိုခဲ့တဲ့တော့ရန်ကုန်တိုင်းတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်ရဲစခန်းမှာအမှတ်358မြင်းဆောင်2025ဇတ်ွေဥပဒေပုံမှ66ကားကြီးနဲ့မဘာသားနဲ့စက်တက်ထောက်ခံသူဒုံမမိုးခိုင်ကနေဇဘောဟင်းကိုပြီးခဲ့တဲ့မေလ9ရက်နေ့မှာမူးပွင့်ထားပြီးတော့ ဲ့ဒီအမှုတွက်လည်းရန်ဆိုင်ရအောင်မှာဖြစ်ပါတယ်။ဒါပြင်တစ်ဖက်မှာမဘာသားနဲ့အမျိုးသားရဲ့အဆုံးရောက်ဖုံကြီးပေါက်ကတုံးကတော့အခုလိုအာကြီးလိုခေါ်တဲ့ဇော်ဖုံဟင်းကိုစတက်ကဖန်ဆင်းမှုဟာဇော်ဖုံဟင်းတို့ကကံကောင်းခြင်းဖြစ်ကြောင်းအပြစ်မှနေထိုင်မဲဆိုရင် PDF တွေဖန်ဆီးတက်ဖြတ်လို့ထေသွားနိုင်ကြောင်းဒါကြောင့်အခုလိုစတက်ကစေတနာနဲ့ဖန်ဆီးထောင်ချခြင်းကြောင့်ရှေးရှောက်ထောင်ထဲမှာအေးဆေးစွာဖြတ်တန်းနိုင်တော့မှဖြစ်တာကြောင့်ကံကောင်းခြင်းဖြစ်ကြောင်း ဒါပြင်သဘောရင်းတို့ကဆန္ဒပြကြရန်လူမှုကွန်ရက်မှာတစင်လုံဆော့မှုတွေရှိနေပြီးလက်တွဲမှာတော့ဘသူကမှဆန္ဒမပြကြအောင်ဒါကြောင့်သဘောရင်းရဲ့မာဂန်ပြစ်သက်တွေဆိုတာလိုင်းပေါ်မှာသာရှိပြီးတော့မြေပြင်မှာမရှိဘူးလို့သူ့ရဲ့ Telegram ကနေတစင်ပြောဆိုထားပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ထိုင်းနဲ့မြန်မာနယ်စပ်မှာထုံးစံအတိုင်းငရဲနီစက်တက်စခန်းမှာစခွေးအကောင်30ဝန်းကျင်စခန်းကိုဆုံးခွာပြီးထိုင်းဘက်သို့ထွက်ပြေးသွားကမော်လမြိုင်နဲ့တံပြိုစေးရဲ့လမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေပြီး အကြမ်းဖက်စစ်တပ်ကတိုက်ဆုံမှုတွေများပြားနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္လာနေ့တိုင်းထိုင်းနဲ့မြန်မာနယ်စပ်တဝဲခရိုင်တွင်းမှာရှိတဲ့စစ်တပ်ရဲ့ငရဲနေစစ်စခန်းမှာစစ်သား30ဝန်းကျင်စခန်းဆုံးခွာပြီးထုံးစံအတိုင်းထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့ KNL နဲ့ထွက်ပတ်ပြီးစစ်စင်ရေလှုံ့ဆော်နေတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကပြောပြပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ကစကောင်းစီတပ်ရဲ့ငရဲနေစစ်တပ်စခန်းကနေအကြမ်းဖက်စစ်ကွေးအကောင်30ထိုင်းဘက်သို့ထွက်ပြေးသွားခြင်းဖြစ်ပြီးတော့လက်ရှိအဲ့ဒီစခန်းမှာစစ်ကွေးတကောင်မှမကြံတော့ကြောင်း စကမ်းရဲ့အနီးပတ်ဝန်းကျင်မှာမြေမြုံမိုင်းတွေရှိနေတာကြောင့်လက်ရှိမှာနေမြေရှင်းလင်းရေးတွေမလုံးနိုင်သေးကြောင်းသိရှိရပါတယ်။သူတို့ရဲ့စကမ်းထဲမှာတော့စစ်ခွေးမရှိတော့ဘူးလို့သိရတယ်။နောက်ပြီး KNL လူကြီးတွေပြောတာကတော့အကုန်ပြေးကုန်ပြီ။ဒီဘက်ကတိုက်ရင်လည်းစစ်ကူလည်းမလာနိုင်တယ်လို့သူတို့ဘက်ကလည်းခိုးကန့်နိုင်မှလည်းမဟုတ်ဘူး။သူတို့ဘက်ကအချိန်ယူပြီးထွက်ပြေးသွားတာမလို့မိုင်းနေရှိနိုင်လို့စကမ်းကိုတက်သိမ်းဖို့နဲ့နေမြေရှင်းလင်းဖို့အရန်ကြီးမလိုသေးဘူးလို့လည်းလူကြီးတွေကပြောတယ်။တဝဲခရိုင်ထိုင်းမြတ်မှာနေဆက်တလျှောက်ကတော့အခု KNL နဲ့ကျွန်တော်တို့ PDF တွေစုမိုးထားတယ်လို့ ပြည်သူ့ကဝေတက်မတော်တရင်ရဲမြက်ကရှင်းပြပါတယ်။လက်ရှိထိုင်းနဲ့မြန်မာနယ်စပ်ဒဝဲခရိုင်တွင်းမှာရှိတဲ့ PK-20 စကန်နဲ့ Body-20 စကန်တွေကို KNU ပါဝင်ဒေါ်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာအဲ့ဒီငရမ်းနေစခန်းကအကောင်းနေကပါတိုက်ခိုက်ရမလို့ပဲသူတို့ပါသူတို့ဆုံးခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူမွန်ပြည်နယ်မော်လမြိုင်တံပြူစေးရဲ့လမ်းမိုက်မှာလည်းရမညမွန်တက်တော်နဲ့စကောင်းစီတက်တို့ချာမှာဇွန်လ17ရက်မနက်9:00နာရီချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရမညမွန်တက်တော်ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ စကောင်းစီတက်ကလမ်းလုံးကျုံရေးအတွက်ဆေးရည်နံနဲ့ရောက်လာချိန်မူတော့မျိုးနဲ့ခြေချရမညမွန်တက်တော်ကဂျားဖြတ်တက်ခိုက်ခဲ့ကြောင်းအဲ့ဒီဆေးရည်နံမှာစခွေးအင်အားဒုံးဆက်ခန့်ပါဝင်ပြီးဒိုက်ပွဲဟာတနအေဝင်းကျင်ကြာမြင့်ခဲ့ကြောင်းဒိုက်ပွဲတော်မှာရမညမွန်တက်တော်ကလက်ဦးမှုရာယူနိုင်တာကြောင့်အကြမ်းမဲ့စခွေးဘက်မှာအများပြားထိခိုက်ဒိဆုံးမှုတွေရှိနိုင်ကြောင်းအဲ့ဒီဒိုက်ပွဲတွင်ရမညမွန်တက်တော်မှဒူဖို့တူဂျာဆုံးခဲ့ကြောင်းသိရပါတယ်ဆလဘီတမန်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တန်တောင်ကြီးစတက်တိုက်ခိုက်ရေးတင်နှန်းကြောင်းမှာ တခွဲမှုအရာရှိတင်တန်းဆင်းနေလိုက်ပါလာတဲ့စစ်ရဲတပ်ကိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်ကတခွဲမှုဗိုလ်ကြီးရှိဦးအပါအဝင်ဂိုးကောင်တင်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မျိုးစစ်တပ်ကြီးတိုက်ခိုက်ရေးတင်တန်းကြောင့်မှတခွဲမှုတင်တန်းဆင်းများလိုက်ပါလာတဲ့စစ်ရဲတပ်ကိုတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်ကစကွေဂိုးကောင်ထိသွားတယ်လို့ Bibet Defense Force တန်တောင်မှတာဝန်ရှိသူတဦးကပြောပြပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ညနေ9:30မိနစ်ချိန်မှာတန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မျိုးစစ်တပ်နံအကြောင်းမှာ တခွဲမူးတင်တဲ့ဆင်းများပါဝဲနဲ့စိတ်ရည်နှံကိုတောင်ကိုတန်တောင်လမ်းမိုင်ခုနှစ်မိုင်စတက်စကန်းကုန်းအနီးမှာပြစ်ကတ်တကိုက်ခဲ့ရတင်တဲ့ဆင်းတခွဲမူးဘိုးကြီးရှစ်ကောင်ထေသွားခဲ့ကြောင်းဒါပြင်ရေမောင်းတက်ချက်တကောင်လည်းထေသွားကလေးကောင်ထိခိုက်တန်းရရရှိခဲ့တယ်လို့သိရပါတယ်တေဆုံးနောက်မှာရှေးဦးကတခွဲမူးတင်တဲ့ဆင်းပြီးသားအသက်ဆက်ဆက်လေးတွေလို့ Bibetta Fan Force တန်တောင်မှာတော်ဝင်ရှိသူကရှင်းပြပါတယ်ဒါပြင်ပြီးခဲ့တဲ့မေလ29ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ကိုလိမ့်တို့လမ်းမိုင်းမှာရှိတဲ့အကြမ်းမဲ့စကောင်းစီရဲ့ဒုံးပိုကြီးတက်စကန်းကိုလည်း တော်လိုင်းရေးပူပေါင်းတပ်များကတွားရောက်ပစ်ကတ်ခဲ့ပြီးတော့အဲ့ဒီပစ်ကတ်မှုအတွင်းမှာစခွေတပ်ဘက်ကထိနာတယ်လို့သိရကြောင်းထိခိုက်မှုကိုတော့အတိအကျစုံစမ်းလို့မရသေးကြောင်း၎င်းကပြောဆိုပါတယ်အဆိုပါစစ်စင်ရေးကိုတောင်ငူခရိုင်ဓမ္မဟာနှင့်တရင်ကလောက်ကန်ဘီဘက်ဒက်ဖန်ဖို့စတန်တောင်စကြောင်းနဲ့မာမိတ်တပွဲတွေကပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့နောက်ဆက်တွဲထပ်မံသိရှိရတဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်အဲ့ဒါကတော့ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့ငရဲနီစခန်းကနေအကြမ်းဖက်စစ်ခွေးတွေအလုံးထိုင်းရဲ့အကူအညီနဲ့စခန်းဆုံးခွာထွက်ပြေးသွားတာကြောင့် ခေဟန်ညုံနဲ့ပူပေါင်းတက်တွေနဲ့ဇက်တလျှောက်ထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္လာရနေ့တိုင်းထီခီဒေတာထိုင်းနဲ့မြန်မာနယ်စပ်ငရမ်းလီစခန်းမှာရှိတဲ့စခွေးတွေအားလုံးဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့လည်းထိုင်းရဲ့အကူအညီယူပြီးတော့ယမန်နေ့စွန်လ12ရက်မနက်ပိုင်းကစခန်းကနေထွက်ပြေးသွားတယ်လို့သိရပါတယ်။ခေဟန်မျိုးသားစီယုံခေဟန်ညုံနဲ့တော်လိုင်းပူပေါင်းတက်တွေဟာထီခီမှာရှိတဲ့ body နဲ့ဆက်စခန်းများကိုတင်ပိုက်ပြီးတဲ့နောက်မှာအဲ့ဒီငရမ်းလီစခန်းမှာရှိတဲ့စခွေးများဟာကျောင်းရုံစိုးရိမ်စိမ့်နဲ့အလိုက်တက်တဲ့စခန်းကိုဆုံးခွာထွက်ပြေးသွားကြတယ်လို့ ငရဲညူရဲ့ဓမ္မလေးထမှာတည်ရပါတယ်။အခုဘော်ဒီနဲ့ဆက်စကန်ကြာပြီးတဲ့နောက်မှာအဲ့ဒီငရဲနေစကန်တစ်ခုပဲခြံခဲ့တဲ့အတွက်ကြောင့်သူတို့ကစိုးရင်ကြောက်ရွံ့ပြီးတော့ထွက်ပြေးသွားကြတာ။စကန်ဆုံးခွာသွားကြတယ်ပေါ့နော်။အခုငရဲနေစကန်ကဘော်ဒီစကန်နဲ့တိတ်မဝေးဘူး။နောက်ပြီးအင်အားကလည်းဘော်ဒီစကန်လောက်မရှိဘူး။အင်အားက20လောက်ပဲရှိတာပါ။ပြီးတော့စကုမလာနိုင်ဘူးဆိုတာသူတို့အကြောင်းသူတို့ကြိုသိလို့အခုလိုစကန်ကိုလိုက်တတိဆုံးခွာထွက်ပြေးသွားကြတာဖြစ်ပါတယ်လို့ကရန်ညုတ်တမဟာလေးမြိတ်တဝဲခရိုင်တွင်ရမှုဘုရိုးစောရဲနာကပြောပါတယ်။ အဲ့ဒီလိုထိုင်းရဲ့အကူကြီးနဲ့စကန်ဆုံးကွာထွက်ပြေးသွားတဲ့အစိုးပါငရဲနေစကန်မှာစကောင်းစီတသားတွေဟာ၎င်းတို့ရဲ့လက်နက်ငယ်များကိုသာယူဆောင်သွားပြီးတော့တဲယူနိုင်ခြင်းမရှိတဲ့လက်နက်ကြီးတွေနဲ့အသီးတွေကိုလည်းခြံထားခဲ့တယ်လို့သိရပါတယ်။သူတို့ကထိုင်းရဲ့အကူကြီးနဲ့အားလုံးထွက်ပြေးသွားတာကြောက်ပြီးတော့ပြေးသွားကြတာလက်နက်ငယ်တွေတော့သူတို့ယူသွားတယ်။သူတို့မတည်နိုင်တဲ့လက်နက်ကြီးတွေနဲ့အသီးတွေကိုတော့ခြံထားခဲ့တယ်လို့ကရန်ယူမြိတ်တဝဲခရိုင်ရဲ့ဘရိုဆော့ရဲ့နားကဆက်လက်ပြောဆိုပါတယ်။အဲ့ဒီငရဲနေစကန်ဟာစကန်မဆုံးကွာခင်က ဗန်ကားလေးလက်နက်ကြီးတွေနဲ့စကောင်းစီတသားတွေခိုင်းမာတဆွဲနေထိုင်တဲ့စကန်တခုလည်းဖြစ်တယ်လို့ဒေါ်လန်ရဲဘော်တွေရဲ့ပြောပြချက်အရသိရှိရပါတယ်။စကောင်းစီတဟာ1998ခုနှစ်ကေရန်ညူရဲ့ဓမ္မအလေးဌာနချုပ်ကိုဒိမ့်ပိုက်ပြီးတဲ့နောက်မှာ TK ဒေတာဘော်ဒီစကန်နဲ့ငရန်နေစကန်တွေမှာထိုင်ချထားခြင်းဖြစ်ပြီးတော့နှစ်ပေါင်း29နှစ်အကြာမှာတော့ကေရန်မျိုးသားစီယုံကေရန်ညူနဲ့ဒေါ်လန်ပူပေါင်းတပ်များကပြန်လည်တိုက်ခိုက်ဒိမ့်ပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီလိုစကောင်းစီတက်တဲ့ငရန်နေစကန်ကိုဆုံးခွာသွားတာကြောင့် တဝဲမျိုးနဲ့နဲ့ထိဆက်နေတဲ့ထိုင်းနဲ့ဆက်အမြင်တလျှောက်လုံးကိုကေရန်ညုံနဲ့တော်လိုင်းပူပေါင်းတပ်များကထိန်းချုပ်လိုက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။အရင်နောက်ထီခီမြေတားရှေ့ဘက်ခင်မုံမြပဲချမ်းမှာတော့ဒုက္ခဆိုတဲ့စကန်းသေးတစ်ခုကြန့်ရှိနေပြီးရေဖြူမျိုးနဲ့ရှေ့ဘက်ကနဲ့ဆက်မြင်မော့မှာတော့စကောင်းစီတက်ရဲ့နိုင်တောင်စကန်တစ်ခုသာကြန့်ရှိတော်တယ်လို့သိရပါတယ်။လက်ရှိမှာထိုင်းနဲ့မြန်မာနဲ့ဆက်စကန်းများကိုကေရန်မျိုးသားလုံမြောက်ရေးတက်မတော့ကေရန်ညူကေရန်နယ်လေးစီရေးဦးဆောင်မှုနဲ့တူတော်လိုင်းပူပေါင်းတပ်များကမေလ9ရက်နေ့မှာထီခီစကန်းမေလ28ရက်နေ့မှာထီထစကန်း ဇွန်လ10ရက်နေ့မှာဘောဒီစကန်နဲ့ဇွန်လ12ရက်နေ့တို့မှာငရဲနေစကန်တို့ကိုတီးတီးတက်ခိုက်တင်ပိုင်နိုင်ခဲ့ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တောင်နာမြို့နယ်တိုက်ပွဲမှာစခွေ3កောင်တည်ဆုံပြီးတကောင်ရှင်မိကလက်နက်ခဲယမ်းများရရှိခဲ့ပြီးတော့အဲဒီမှာစင်တဲဝါချောင်းကိုဖျက်တမ်းတော့စခွေ9កောင်ခန့်ရေနဲ့တည်ဆုံခဲ့တယ်လို့ဖမ်းမိတဲ့စစ်တုံးမှန်ထွက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ရမန်နေ့ဇွန်လ12ရက်မနက်10:00နာရီခန့်အချိန်ကတောင်နာမြို့နယ်စင်တဲဝါချောင်းနောက်ဘက်မှာ ထဏောင်းကုန်းပြူရွာမှာထွက်လာတဲ့စစ်ကြောင်းကိုဗီဒူကခွေရီတပွဲများကကြားပြတ်တက်ခတ်ခဲ့ရမှာအကြမ်းမဲ့စကွေ၃កောင်သိမ်းဆုံးခဲ့ပြီးထောက်ပံ့ပိုးဆောင်ရေးတက်၉နှစ်ရှစ်မှတသားတကောင်ကိုရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်သူတို့ကတောင်းတာမျိုးဘက်ကနေထွက်လာတဲ့စစ်ကြောင်းကိုကာပေမဲ့ထဏောင်းကုန်းကထွက်လာတဲ့စစ်ကြောင်းကိုကြားပြတ်တိုက်တာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲကတနားရီလောက်ကြာခဲ့တယ်လို့တောင်းတာမျိုးနယ်ဗီဒူကခွေရီဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်ဒါပြင်အဲ့ဒီသေသွားတဲ့စကွေများထံကနေ G3 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်တို့ပြင် လဲနစင်းနဲ့တဲလာတဲ့ RPG ထိပ်ဘူးဆယ်ဘူးကြီပေါတုံးကို G138 တောင်းဒရုန်းချမ်းမှာတကူးနဲ့ဇက်ဝဲစာအသုံးဆောင်တချို့ကိုဒင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတိုက်ပွဲတော့မှာလူသားတိုင်းကအပြစ်ဖမ်းဆီးလာတဲ့အပြင်းမဲ့ပြည်သူခုနှစ်ဦးကိုလည်းထိခိုက်မှုရှိကဲတင်နိုင်ခဲ့ကြောင်းဒါပြင်ဖမ်းမိတဲ့စစ်တုံးမှန်တတကြောင်နိုင်ဝင်းရဲ့ထွက်ဆိုချက်အရစင်နေဝါအချောင်းတွင်းမှာမျောပါသေးဆုံးတဲ့စခွေခုနှစ်ဦးရှိတယ်လို့သိရပါတယ်။သူတို့ကကျွန်တော်တို့ PDF တွေရှိမှန်းသိတော့အခုကျွန်တော်တို့ရှိတဲ့ဘက်တကွင်းဘက်ကိုပြေးခိုင်းတာမပြေးရင်ပြစ်တတ်မှာဆိုပြီးတော့ ကနတ်တွေဖောက်ပြီးတော့ပြေးခိုင်းတာအဲလိုပြေးခိုင်းတဲ့ချိန်ကျွန်တော်တို့ရှေ့ရောက်လာတော့ပြည်သူတွေကဝင့်နေရပါတော့အဲတော့ကျွန်တော်တို့တက်လုံးတဲ့ချိန်မှာပြည်သူတွေကစာလာအိတ်နဲ့လမ်းပြူထောင်ပြတာအဲ့ဒါကျွန်တော်တို့ကစကွေးတွေထင်ပြီးတော့တက်လုံးတော့စာလာအိတ်ကိုဂျိုးချီပြီးတော့လမ်းပြူထောင်ပြလို့သူတို့ကိုကယ်လိုက်နိုင်တာလာတာက20လောက်ရှိတယ်စကြောင်းတစ်ခုလုံးမှာ9កောက်ပဲចန်တယ်ဖမ်းမိလာတဲ့၃ပန်းပြောတာကတော့ချောင်းထဲမှာမျောသွားတာအားလုံး9ဦးဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ရေထဲမှာမျောတဲ့စကွေးတွေအကုန်လုံးကသေမှာပဲတိုက်ပွဲဖြစ်တာရော ရေတဲ့မျောတာရောဆိုတော့ဆယ်ကောင်လောက်ပေတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကွယ်ရေးဖွဲ့မှပြန်ကြားရေးတာဝန်ခံကရှင်းပြပါတယ်။အဆိုပါတကိုင်းမှုကိုတောင်တာမြို့နယ်ပြည်သူ့ကွယ်ရေးတပ်ဖွဲ့နဲ့မြင်းချန်ခိုင်ရင်တရင်အမှတ်သုံးတဲ့မဟာမိတ်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့လိုတိုက်ခိုက်ခံရပြီးတဲ့နောက်တောင်တာမျိုးပေါ်ကနေထွက်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းဟာလည်းတောင်တာမျိုးပေါ်ကိုပြန်ဆုတ်ပြေးသွားကြောင်းသိရတယ်လို့ပြောဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆောင်းတည်နားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်ရင်ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။